အလုံးမဲမင်္ဂလာပါရှင်မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတပေါ်အနေနဲ့မီတာဖက်ပိုင်းကိုလက်လျှော့တာဖို့မီတာပြင်ဆင်ဆိုတဲ့သတင်းနဲ့အတူမီတာမန်မှာလောင်းကစားလုပ်လို့ရနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ပထမဆုံးသတင်းတဘောအနေနဲ့မီတာဖက်ပိုင်းကိုလျှော့တာဖို့မီတာပြင်ဆင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။မီတာတို့မီတာဖက်ပိုင်းကိုအလျှော့လိုက်ပြီး AI ဘက်ပိုင်းကိုအားဆိုင်ဖို့စဉ်းစားလာပါပြီ။ Facebook နဲ့ Instagram တို့ရဲ့မိခင် company ဖြစ်တဲ့မီတာဟာနေပေါင်းများစွာအားဆိုင်ထုတ်လာခဲ့ရတဲ့အစိပ်ပိုင်းဖြစ်တဲ့မီတာဘက်ဖော်ဆောင်ရေးပိုင်းကိုအားလျော့လိုက်တာဖြစ်ပြီးဒါဟာမီတာဘက် high ကုန်ဆုံးသွားပြီဆိုတဲ့အချက်ကိုမိမောင်းထုတ်ပြလိုက်သလိုပါပဲ။ မေဂျာဘက်ပိုင်း VR headset တွေနဲ့ Mi Reality Hardware ပိုင်းကိုအထူးပြုအားစိုက်နေတဲ့ Reality Lab ရဲ့လုပ်ငန်းလည်ပတ်ကုန်ကျစရိတ်ဟာဒေါ်လာ80ဘီလီယံကျော်အထိရှိနေပြီးဒီကနေ့ဘာမှဖြစ်ဖြစ်များများထွက်လာခဲ့တာမရှိတာကြောင့်ဒီဌာနဟာဒေါ်လာ80ဘီလီယံရဲ့ black hole ကြီးဖြစ်နေကြောင်းသုံးသပ်မှုတွေတောင်းရှိနေပါတယ် AI မိုင်းဆိုင်ရာသုတေသနတွေမှာပိုအားဖြည့်သွားဖို့လဲမီတာရဲ့အကြီးအကျယ်အရာရှိတွေကစဉ်းစားနေပြီဖြစ်ပြီး Google, OpenAI နဲ့ Xtone နဲ့အပြိုင်ဖြစ်လာဖို့ကိုပဲပိုအားစိုက်ချင်နေပုံပါ ဒါအပြင်ဒီလို AI ဘက်ပိုင်းကိုအပိုဆိုင်လိုက်ရင် share ရှင်တွေကိုချွေးသိပ်ပေးလိုက်သလိုဖြစ်လာနိုင်ပြီး share ဈေးတွေတက်လာနိုင်ဖို့လည်းခံမှန်းထားပါတယ်။တကယ်တော့ Mark Zuckerberg ဟာ Metaverse ကိုအတော်လေးယူသွခဲ့တာဖြစ်ပြီး Facebook ကနေ Meta လုပ်ငန်းစု အဖြစ်နာမည်ပြောင်းလိုက်တာကို Metaverse ရဲ့ပေရောကမကင်းပါဘူး။ Zuckerberg ရဲ့အိမ်မက်ကတော့ Ready Player One တွေကလို့ အကျဉ်းစား graphic တွေနဲ့အလန်စား simulation တွေပါတဲ့ပုံရိပ်ရောင်ကဘာကြီးတစ်ခုတည်ဆောက်နိုင်ဖို့ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်အခုလို့ရှိရင် meter ရဲ့ meter vat အခြေအနေကိုသိချင်ရင်တော့ Facebook avatar တွေကိုကြည့်ရင်သိနိုင်ပါတယ်။ တဖက်မှာလည်းမီတာဘက်ကိုလောင်းကြီးထပ်ထားကြပြီးအယုံနဲ့ရင်ဆိုင်သွားကြတာက မီတာတစ်ခုတည်းမဟုတ်ပါဘူး Virtual World Platform နဲ့ project တွေနဲ့ဆက်စပ်နေတဲ့ token တွေဟာ2025ခုနှစ်အစောပိုင်းကစံချိန်နဲ့ဈေးတွေကနေတမိုးအားလုံးနှိပါဆုံးရှုံးခဲ့ပါတယ်ဥပမာအနေနဲ့ Randa ဟာ Tor 100 Digital Asset နေရာကနေတောင်ထွက်သွားခဲ့ပြီးဆက်နေ Mana တို့ဟာလည်း Record Loss Data ကနေပြန်မတက်နိုင်သေးတာကြောင့်အခုလိုမီတာဘက်ပိုင်းကိုဝေရှော့မယ်မီတာရဲ့ဆုံးဖြတ်ချက်ကမှန်ကန်ကြောင်းဆိုရမှာပါ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိသားမမလောင်စားလုံးလို့ရနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ကမ္ဘာအကြီးဆုံး Ethereum Wallet ဖြစ်တဲ့ MetaMask ဟာ Polymarket Prediction Market နဲ့ပူးပေါင်းလိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ဒါဟာသုံးဆက်သူတွေကို Real World Event ရဲ့ရလဒ်တွေဥပမာရွေးကောက်ပွဲဈေးနှုန်းစတာတွေကို Wallet Interface ထဲမှာပဲ trade လုပ်နိုင်စေပါတယ်။နောက်ထပ်ထူခြားချက်တစ်ခုကတော့ One Tap Funding ဆိုတဲ့ feature ပါ။ wallet ထဲမှာရှိနေတဲ့ Bay EVM convertible token နဲ့မဆို၊ launch ထပ်ဖို့သုံးလို့ရနိုင်မှာဖြစ်တယ်လို့ ပရိချင်းနေဆွေးပင်းတွေနဲ့အကျော်ရှိနေတော့မှမဟုတ်ပါဘူး။ဒါအပြင်မီတာဘက်ပေါ်ကနေလှုပ်လိုက်တဲ့မြပိုလီမာကက်ပရိတီရှင်းနိုင်အတွက် reward point နေလဲရှိအောင်မယ်ဆိုထားတာကြောင့်မီတာမရဲ့ native token ထွက်လာချိန်မှာလဲ error ရနိုင်ဖို့အတုံးဝင်ကောင်းဝင်လာနိုင်ပါတယ်။နောက်ပိုင်းမှာလဲမီတာမအနေနဲ့ မာဒီချိန်ရတဲ့ wallet တစ်ခုအဖြစ်ရောတနေရာထဲမှာပဲအစုံရနိုင်တဲ့ super wallet app တစ်ခုအဖြစ်ချဲ့ထင်သွားနိုင်ခြင်းရှိနေပါတယ်။ဒါပေမဲ့ဘလောက်ပဲ feature အတိတ်တွေချဲ့ထင်ပါစေ wallet က300ရာလေးနေတယ်။ batch တွေများနေတဲ့ဆိုရင်တော့ meter map ဟာ plan plan ထားနေတဲ့နောက်ပေါက်တွေကြားမှာနောက်ောက်ကြကြံနေအောင်ပါပဲ။ ဒီဆောင်မကိုတရင်ချဲလဲမြောက်ဝဲဖို့အတွက်သာရည်ရွယ်ပြီးလောင်စာလှုပ်ဖို့အတွက်အပေးအမြောက်ပြူတာမျိုးလုံးဝမဟုတ်ကြောင်းအတိပေးလိုပါတယ်။လောင်စာဟာအစာလုံးမီရင်ဆွဲလန်းစေတတ်တဲ့သဘောရှိတာကြောင့်ကိုရိုင်းလေးလာဆန်စစ်တုံးတပြူမှသာလောက်ကင်တင်ပါတယ်။ဒါကတော့မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့တရင်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။